ဘဝမှာလူရည်လို့ဖြစ်လာရင်ပတ်ဝန်းကျင်ဆိုတာရှိတယ်။ပတ်ဝန်းကျင်ဆိုတာရှိလာလို့ရှင် ကိုယ့်အပေါ်မှာလူတဲ့လူတွေရှိတယ်လို့မလူတဲ့လူတွေလည်းရှိမှာပဲ။လူတိုင်းသဘောကျအောင်ဘယ်သူမှမဆောင်ရွက်နိုင်ပါဘူး။မြတ်စွာဘုရားလောက်အဖြစ်ကင်းတဲ့ပုဂ္ဂိုလ်ကိုတောင်မကြိုက်တဲ့ပုဂ္ဂိုလ်တွေရှိသေးတာပဲမဟုတ်လား။မကြိုက်ရင်မကြိုက်သည့်အားလျော်စွာသူတို့မကြိုက်တဲ့အထင်ကိုနှုတ်ကမြတ်ပြီးတော့ပြောမှာပဲ။အဲ့ဒါတားလို့မရဘူး။ ကိုလည်းပဲသူများကိုမကြိုက်ရင်မကြိုက်တိအားလျော်ဆိုတာပြောတာပဲမဟုတ်လားအဲ့တော့သူ့အထင်ကို तू လွတ်လွတ်လပ်လပ်ဖော်ထုတ်တာကို ကိုကဘာခံစားနေရရှိလဲစဉ်းစားကြည့်နော်တကယ်ဒီမိုင်းညာ तू မကြိုက်လို့မကြိုက်ဘူးပြောတဲ့ကိစ္စကိုကိုအတွက်ဘလောက်အရေးပါလို့အဲ့ဒါကိုကိုကခံစားနေတာလေမခံစားတဲ့မြတ် तू ပြောတာသူ့စကား तू ထင်တာသူ့အထင် သူ့အထင်ဟာကိုယ့်ကိုဘာမှတကယ်တမ်းကပြောင်းလဲသွားစေတာမဟုတ်ဆိုလိုတာကသူ့ရဲ့စကားသံလေဟာကိုယ့်အပေါ်မှာဘာအကျိုးသက်ရောက်မှုမှတကယ်စင်စစ်ကတော့မရှိဟုတ်လားအဲ့ဒီစကားသံကြောင့်တော့ကိုယ်ဘာမှဖြစ်မသွားဘူးကြီးမွားလို့လည်းပဲကိုယ်တကယ်ကောင်းမသွားဘူးပင်ကိုယ်ကမကောင်းရင်မကောင်းပဲကဲရဲ့လို့လည်းပဲကိုယ်တကယ်ရုံမာတဲ့လူတယောက်ဖြစ်မသွားဘူးကိုယ်ပင်ကိုယ်ကဆိုးရင်ဆိုးမှာပဲကိုယ်ပင်ကိုယ်ကကောင်းရင်ကောင်းမှာပဲ ကြောင့်စကားသံနေနဲ့ပတ်သက်ပြီးတော့ခိုင်မာတဲ့စိတ်ဓာတ်ရှိဖို့လိုအပ်တယ်။ပဝင်းကျင်ကပြောတိုင်းတုံလှုပ်နေပဲဆိုလို့ရှိရင်တိရွဲ့၆တိရွဲ့လို့ကိုယ့်ရဲ့ဘဝဟာလွဲ့မျောသွားနိုင်တယ်။ဟုတ်လား။ဒါကြောင့်မြတ်စွာဘုရားကတေလောယထာဧကကနောဝါတိနာနသမိရတိဧဝနေနာပတန်သာသူနာသမိစံတိပန္တိတာ အမျော်မြင်ကြီးတဲ့လူဉာဏ်ရှိတဲ့လူဆိုတာပဝန်းကျင်ကထွက်လာတဲ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းသကားသံတွေကိုမတုံလှုပ်တဲ့မူတဲ့ဥပမာဘာနဲ့တူလဲဆိုရင်တခဲနဲ့ကြောက်သားနဲ့ပြီးတဲ့ကြောက်တောင်ကြီးဟာအရလေးမျက်နာကတိုက်ခတ်လာတဲ့လေတို့ကြောင့်မတုံလှုပ်တလို့မျိုးပဲဉာဏ်ရှိတဲ့လူဆိုတာအဲ့တော့ပဝင်းကျင်ကနေသူများရဲ့နှုတ်ဖျားကနေပြီးတော့အတန်တီးဟူသောလေတွေကတော့ကိုယ်စီကိုတိုက်ခတ်လာမှာပဲလေ ကိုကအဲ့ဒါတုံလှုပ်နေမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝဟာဘာမှခိုင်မာမှုမရှိတော့ဘူးအဲ့လိုသူများပြောတိုင်းခံစားမနေနဲ့ခံစားနေရင်ကိုယ်မှာဒေါသဖြစ်တဲ့အချိန်ကုန်နဲ့ဘာအကျိုးမှမရှိဘူးမခံစားဖို့ရာကလည်းကိုကနှလုံးသွင်းမှန်ဖို့လိုသေးတယ်ဘလို့နှလုံးသွင်းရမှာလဲဆိုအဲ့ဒီစကားသံတက်တက်ကြောင်းတော့ငါဘာမှပြောင်းလဲမသွားဘူးဆိုတဲ့အချက်သူကောင်းတယ်ပြောလို့လည်းတကယ်ကောင်းတာမဟုတ်ဘူး သူဆိုးတယ်ပြောလို့လဲကိုတကယ်ဆိုးသွားတာမဟုတ်ကိုကတော့ငကိုးငကိုးအတိုင်းပဲသူထင်တာသူအထင်ပဲလေသူပြောတာသူအပြောပဲလေဟုတ်လားတချို့ဒါကိုသဘောမပေါက်တော့ကဲ့ရဲ့တန်ကိုမခံနိုင်လို့ရှင်လွန်းလို့ဘဝကိုအဆုံးစီရင်သွားတဲ့လူတွေတောင်ရှိတယ်ဟုတ်လားကြီးမွမ်းတန်တွေကိုမခံနိုင်လို့အောက်ခြေတွေလွတ်ပြီးတော့တဲဟုတ်တဲ့ငါပဲဆိုပြီးတော့မတူးမတန်တဲ့လို့ပတ်ဝန်းကျင်ကိုဆက်ဆံပြီးအထိမိုက်မဲတဲ့လူတွေရှိတယ် ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းလေးပြင်းချမ်းမှာမရှိမလားကြဆုံးသွားတာ